Nation Voice မင်္ဂလာပါဗျမြန်မာ Nation Voice ရဲ့နိုင်ငံရေးတမိုင်းတစ်ခေတ်ရှေးအောင်နောက်ပြအစီအစဉ်ပြန်လဲကြိုဆိုပါရဗျဒီလိုမှလည်းပြီးရဲ့ဘက်ကလိုပဲဟိုတမလိုကအရာရှိအငိမ့်စားအဲမျိုးစော်ဗောနော်အရင်ကဘိုးကြီးမျိုးစော်ဗောသူကဟိုဟာလေဒေါက်တာမိတ်ဆက်ပေးရမယ်ဆိုရင်သူကတပြေဆိုတဲ့ကလောင်မီနဲ့လဲစာလေးရေးသားတယ်ဗျအဲဒါလေးကမိတ်ဆက်ပြအဲ့တော့မျိုးစော်ဝိဇ္ဇာကွန်ပျူတာတပြေဗော သူလည်းပဲဆက်ပြီးရှင်းအောင်တော့ပြလေးတွေဆက်ပြီးဆက်ရလေးတွေပြောကြတာပေါ့ဟိုကျွန်တော်တို့ကဒီစီရင်မှာဘာလေးပြောလဲဆိုတော့ဗျာလူငယ်တွေကျွန်တော်တမိုင်းထဲမှာတွေ့ကြုံရတဲ့လူပုဂ္ဂိုလ်တွေပေါ့နော်ဟိုလူပညာရှင်တွေပဲဖြစ်စီအဲခေါင်းဆောင်တွေနိုင်ငံရေးသမားတွေသမုတ်တက်မလို့ခါခေါင်းဆောင်တွေပဲဖြစ်စီဘယ်သူတွေဖြစ်စီပေါ့ကျွန်တော်တွေ့ကြုံရတဲ့ဖြတ်တန်းခဲ့တဲ့ခါမှာကြုံတွေ့ရတဲ့လူပုဂ္ဂိုလ်တွေတဲ့ကမှလူငယ်တွေတူယူစရာ ကောင်းတဲ့ချက်တွေရှိတော့ပုဂ္ဂိုလ်များပေါ့နော်ဟိုကောင်းတဲ့ချက်တွေရှိတဲ့ပုဂ္ဂိုလ်တွေကြတော့ပြောလဲ ဒါတော့လည်းလူအကုသို့ဖြစ်မယ်ကျွန်တော်လည်းအကုသို့ဖြစ်မယ်ပြီးတော့မကောင်းအဲ့လူတယောက်ကမကောင်းတဲ့ဟာကိုပေါ်ထုတ်ပြီးပြောပြလို့လည်းအတင်းပြောလို့ဖြစ်မှာဆိုတော့ကျွန်တော်တို့ကမကောင်းတဲ့လူပုဂ္ဂိုလ်တွေကြောင်းနဲ့မကောင်းတဲ့အဲဟိုကသူတို့ရဲ့သူတို့ရဲ့အမှုအကျင့်တွေကြောင်းကျွန်တော်တို့မပြောပါဘူးမပြောဘူးအတူယူတိုက်တဲ့ပုဂ္ဂိုလ်တွေအမှုပညာရှင်ပဲဖြစ်စီတာအတူယူတိုက်တဲ့လူတွေရှိမယ်လေကောင်းတဲ့လူဟုတ်ကဲ့ကောင်းတဲ့အကွက်ကလေးတွေကောင်းတဲ့အမှုအကျင့်လေးတွေကြောင်းကို လူငယ်တွေတူညီတယ်ကျွန်တော်တို့ကဒီကန္နာတွေတင်ပြနေတာပေါ့ဗျာဟုတ်ကဲ့ဆိုတော့မကောင်းတဲ့ဟိုအမိချောင်းတွေတော့တတော်တွေချောင်းတော့အတင်းထဲမှာပြောတော့ဟိုအတင်းမတူတော့ဘူးအတင်းအတင်းပြောလို့ဖြစ်မယ်အတင်းပြောလို့ဖြစ်ပါသလားကောင်းချောင်းဟုတ်ကဲ့ကောင်းချောင်းတွေတို့လေးရဲ့ကောင်းချောင်းကျွန်တော်တို့တကယ်လူငယ်တွေတူညီလို့ရမယ်ဥပမာဆိုဗျာအဲကွန်ပျူတာကြီးမပြောရင်အနုပညာနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်အမမျိုးစင်မှာသူတိုင်ပင်ရအရေးကြီးဆုံးပဲလေမှန်ပါဗျာဂီတာအသက်ကတိုင်ပင်ပဲတိုင်ပင်လွယ်နေပြီဆိုရင်တချင်းတစ်ပုတ်လုံးကပြတ်တာပဲဟုတ်ခုနကလို့ဟိုဆိုတဲ့လူရဲ့ ခုနပြောတဲ့တုံးကာလာလေးဘလောက်ကောင်းကောင်းမုတ်ဒီဘလောက်ကောင်းကောင်းပြည့်ရှည်ဘလောက်မှန်မှန်ကျွန်တော်တို့ရဲ့တီးတဲ့ခတ်တဲ့အဟာပဲဖြစ်ဖြစ်ဒီဆူတဲ့လူအဟာပဲဖြစ်ဖြစ်တိုင်ပင်လွဲချော်သွားပြီဆိုရင်တော့တချင်းတို့ကပြတ်သွားတယ်ပြတ်သားရတာပြုတ်နေမဟုတ်ဘုံလုံးပြတ်တာပေါ့ဗျာပြောချင်တာကတော့ဥမာကီးကြောင့်ဘာကြောင့်ဆိုလဲပြတ်မှန်တယ်ဟုတ်ကဲ့တိုးတော့တီးတဲ့လူဖြစ်စေဆူတဲ့လူဖြစ်စေတိုင်ပင်မှန်မှန်ဘူးဆိုရင်ဘုံလုံးပြတ်တာပေါ့ဗျာတိုင်ပင်ဆိုတော့ဒါဂီတမှာတော့တိုင်ပင်ပြောတာပေါ့ဟုတ် ျွန်တော်တို့လူလောကမှာဆိုရင်တော့အချိန်ပေါ့နော်။ဟုတ်ပါဘူး။အချိန်လုံးတင်လုံးတက်တဲ့အလုပ်တွေကိုလုံးတင်လုံးတက်တဲ့အချိန်မှာလုံချင်းဒီမှန်ကန်သောတိုင်ပင်ပေါ့။ဟုတ်ကဲ့။ဟိုလုံးတင်လုံးတက်တာအလုပ်ကိုမလုံးတင်တဲ့အချိန်မှာလုပ်နေတယ်။ဒါတိုင်ပင်တွေပေါ့။ဒါတိုင်ပင်တော့ဒါနိုင်ငံရေးမှာဖြစ်စီတရားဓမ္မမှာပဲဖြစ်စီဟင်းတွေပဲချက်တဲ့နေရာမှာဖြစ်စီเนาะအချုံမုံတွေစားလိုက်တဲ့အချိန်မှာခက်အရွက်တွေချက်နေတာထည့်ဒီလိုပေါ့ဟင်းချက်တဲ့နေရာမှာပဲဖြစ်စီတရားထိုင်တဲ့နေရာမှာဖြစ်စီတိုင်ပင်ကတော်တော်ရေးကြီးပါပဲဟုတ်ကဲ့တိုင်ပင်ကတော်တော်ရေးကြီးပါပဲအဲဒီတော့ဟိုဒီတိုင်ပင်အကြောင်းလို့ ပြောတဲ့ခါမှာကျွန်တော်သတိရလို့ပေါ့နော်လူလောက်ကအချိန်ကလည်းတအားရေးကြည့်တာမှန်ပါပါဗျာအချိန်ကရေးကြည့်တယ်နောက်လည်းပြန်မသွားတော့ရှေ့ပဲသွားတာဟုတ်ကဲ့ပြီးတော့စားပြန်မလာပြီးတော့အချိန်ကတန်ဖိုးကြီးတယ်အဲ့တော့ right time လို့ခေါ်တယ်အချိန်တိကျတဲ့ကျွန်တော်လူမြတ်လောကမှာဆိုကျွန်တော်တွေးကြုံခဲ့ဘူးဒီမြတ်ဒီမှာဆိုရင်ဂီတာလောကမှာဆိုရင်မျိုးသမီးတောင်းအောင်ရှိတယ်ဟုတ်တခါတခါကြုံနဲ့ကျွန်တော်ပြောဦးပါတယ် Facebook မှာကျွန်တော်ရေးဦးပါတယ်အဲ့ဒါတော့ anti drive ဆိုခေါ်တဲ့ဒေါ်နွေးရင်ပေါ့နော်ဒါဇော်လို့ဆယ်ဆိုတော့လောကမှာတက်ရှိချင်ရှားရှိပြီးအတက်ကြီးဆုံးမျိုးသမီးကြီးလို့လည်းပြောရင်ရမယ်ထင်တယ်ကျွန်တော်ဂီတာလောကမှာ သူရဲ့နောက်တစ်ယောက်ကတော့ဒေတာရှင်မေဆွီနောက်တစ်ယောက်ကတော့အော်ဒေတာရှင်ရဲ့စိတ်မုံမို့သူတို့သုံးပါလုံးကရွှေတန်ဇင်နဲ့တအေးဆက်မှာပင်နိုင်စုလို့ဖြစ်ခဲ့တယ်ဘူးလေပေါ့ဗျာဟောမစိတ်မုံမို့တော့မမို့ပါတော့ကျွန်တော်သွားပြီဟုတ်ကဲ့ဟောသူသုံးပါလုံးက right time ပြအခုမှ studio တစ်ခုမှမနေ့၈နာရီဒီသူတို့ရဲ့အဆိုဗိုကယ်ရှိတယ်ဆိုရင်၈နာရီလို့၈နာရီ၈နာရီအတိမှ studio ကောင်းဝင်လာအော်ဆိုတော့ပါဝါရောက်လာပြီပေါ့ဗျာ ready blast စုမယ်ပေါ့နှွေးဝင်မယ်နှွေးဝင်တဲ့အချိန်ပဲဟုတ် ဆိုလည်းအဲ့တိုင်းပဲသူတီးဖို့ပေါ့သူတချင်းကိုတီးမယ်ကျွန်တော်ရွှေတန်စင်တော့လည်းအဲ့လိုပဲအဲ TV ရိုက်ဖို့အတွက်တချင်းလေးနှစ်ပုတ်ပြီးလို့ဆိုရင်မေဆူတွေမှာချိန်တော့တယ်အဲမဟုတ်ပဲချင်လာမယ်ဆိုတော့ဟိုဘက်အဲ့ဒါညကျူတီးပြီးတော့လာရရှိနိုင်ရောက်လာခဲ့မှမဟုတ်ဘူးအရှင်းနိုင်မှသူရောက်တယ်အော် ready အဲ့လိုမျိုးချိန်တိတ်လေးစားတယ်ဒါအဲ့တခုတည်းမဟုတ်ပါဘူးတခြားတခြား D1 နေနဲ့တခြားလုတ်တွေလုတ်တဲ့ချိန်မှာကျွန်တော်ပြန်ကြားလာတဲ့အဲ့တော့တော်တော်ချိန်လေးစားအဲ့အတွက်လည်း အောင်မြင်တယ်လို့ယူဆတယ်။ဒါကြီးသူကအလကားတော့မအောင်မြင်ဘူးလေ။ဟုတ်တယ်လေ။အလကားအောင်မြင်ဘူးဆိုတာအလကားတော့မရအောင်ဆိုတယ်။တခြားအဆူကောင်းတာတွေလည်းမဟုတ်ဘူး။ဘာမဟုတ်ဘူး။ပြောချင်တာတခြားအဆူကောင်းတဲ့လူတွေလည်းရှိတယ်။အများကြီးရှိတယ်လေ။ပြင်မှာအဆူကောင်းသူတို့ကကောင်းတဲ့လူတွေရှိတယ်။ဒါပေမဲ့သူတို့လည်းမအောင်မြင်ခဲ့ဘူး။ဘာလို့မအောင်မြင်လဲဆိုတာဒါတွေပေါ့အတီးချက်တွေပေါ့ဒါတွေက။အဲ့တော့ညပညာမှာဆိုတော့တိုင်းတိုင်းမြန်ဆိုတဲ့အချိန်ကအရေးကြီးတယ်။သူတို့အလုံးမှာလည်းအလုံးကိုလေးစားတယ်။အချိန်ကိုလေးစားတယ်ပေါ့ဗျာပြောတယ်။အလုံးအလုံးအလုံးမြို့သမီးတောင်းတာတွေ့ခဲ့ပြီ။အော်ရုပ်ရှင်ပါဆိုလဲကျွန်တော်တွေ့ခဲ့ဘူးတာဟိုကတယောက်ရှိတယ်။ဥကြုံ ဟုတ်ဦးကျော်ကြီးဟုတ်ဦးကျော်ကြီးဟာဦးကျော်ကြီးဟာကျွန်တော်ကျော်ကြီးသူလည်းလုံးဝ right တိုင်းဟုတ်ကဲ့ဟိုရွှေရှင်ရိုက်တဲ့ရိုက်ကွင်းမှာဖြစ်စီ तू က bloody down right တိုင်းလဲဆိုတော့ဒါရိုက်တာသမုဟိုဘာလို့ရိုက်ကွင်းမှာ chain ထားတယ်ဆိုရင် तू က right တိုင်းရောက်တယ်ကျန်တဲ့ main သမီးတို့တော့တရားရောက်ပေါ့နော်ဟုတ်နောက်ကြပြီဆိုရင် sorry ပဲတော့ထပ်ပြန်ပါဟုတ်တယ်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 ချိန်လေးစားလို့ကြောက်ရဲလုံးလုံးဟုတ်ကဲ့ကြော်ဟင်ရဟာမိုက်ကိုရချိန်လေးစားလို့တိတ်တိတ်တိတ် ဟိုပါဘောနော်တဘောကြတာပေါ့ကျွန်တော် ASUS မှာဒီရတော့ဆိုရင်လည်းကျွန်တော်မင်းသားတော်လေးရှိရပါဆိုနေတင်းတွေဆိုရင်ဟာဒီကမန်နေဂျာဆက်တူမှုတွေကိုစိုးအောင်ဆိုရှင်သူကအသက်ကြီးဆုံးပေါ့နော်အဲ့ချိန်တော့လည်းကျွန်တော်ဦးလေးပဲဖေးဖေးပေါ့သူကကားလက်လာလာကြည့်တယ်ကျွန်တော်တို့ကကြောင်ပြောင်းမှနေတော့ဆိုတော့တင်းကိုတင်းဦးတောင်းနေကျွန်တော်နဲ့နှစ်ယောက်ကကြောင်ပြောင်းမှလည်းကျွန်တော်ကျွန်တော်အရင်လာကြည့်တယ်ပြီးရင်ကိုတင်းဦးတော့ကြည့်တယ်ကျွန်တော်ကတတိယလွှာမှလေးကိုတင်းဦးက၆လွှာမှလာပြီးမြင်တယ်ပေါ့အဲ့တော့သူကသူကသူ့ရဲ့တယ်လီဖုန်းဟုတ်ပါဘူးဟိုဒီဒီဟွန်တန်ရှိတယ်ကားဟွန်တန် ဟိုလမ်းထဲဝင်လာပြီးဆိုတော့လေကျွန်တော်တို့တက်မလို့မှာဆိုရင်ဆက်တွေ့ရပါလားမော့စ်ရိုက်တာမော့စ်ဆက်တာအင်းတတ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 တကအဓိပ္ပာယ်တော့မပြောတော့ပါဘူးတတတတတတဆိုတာတတ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 အဲအဲ့ဆိုရင်ကျွန်တော်အချိန်မှာ ready နော်သူကမင်္ဂလာ9 to 11ပဲကမနေ့စောစောချိန်9 to 11ပေါ်မှာကရဝိတ်ညလေးမှာတစ်ခုပေါ်လာခေါ်ပြီးဆိုရင်သူကကျွန်တော်တို့စီခေါ်လိုက်ဝဲဆိုရောက်တတတတတရောက်လာကျွန်တော် ready စောင့်နေရတာ ဂီတာရှိဂီတာလေးလွယ်ဝစ်စာ ready ဂီတာလေးတည်းဆိုတော့တကယ်ဆင်းသွားတာတုံးသွားတယ်အောက်ဆင်းတယ်ကားအရောက်နေကားအရက်နေအတွေ့ဘာလို့ဆိုတော့သူ့ရဲ့အသက်ကြီးတယ်လေ तू ကဒီဘန်းကောင်းဆောင် तू ကနေပြီးတော့ကျွန်တော်စောင့်နေရမှာဆိုတာမသိတော့အဲ့လိုပဲသူတင်းကောင်းကိုခေါ်လိုက်တယ်အကောင်ကတည်းတည်းဆိုကိုတင်းကောင်းလည်းဆင်းလာပြီအဲသူတင်းကောင်းလည်းအသက်ကြီးတော့နည်းနည်းလေးဖတ်တတ်တာပဲစောင့်တော့ဘယ်လောက်ပဲပြီးရင်ကျွန်တော်တို့ကဟိုဘက်လောက်ကိုရောက်မယ်အဲကော်လာ45လောက်ဆိုရင်တော်ဝင်နင်းစီရောက်မယ်ဒီဒီဆွေကိုတိုင်းမှာအဲ့လိုဆိုဘရိတ်ဘတ်စားတယ်ဟိုဘက်ကကာကူဇာလန်ကြီးနဲ့ အဲကိုစားတန်းတင်ကိုကျူလာတဲ့ကားအဲ့မှာစိုက်ပြီးတော့စားကြစားကြပြီးဟိုသွား၈နိုင်ခွဲလောက်ဆိုရင်နိုင်လူလည်းပဲတည်၈နိုင်ခွဲလောက်ရောက်တယ်ကျူနေနေပါပြီလို့ ready ပဲ၉နိုင်အတိမှာထားတယ်လူပြိသက်ရှိရှိမရှိထားတယ်ထားပြီဒါ duty ပဲအဲ့လိုအဲ့လိုမျိုးပေါ့ပြည့်စုံတယ်အဲ့လိုကြီးလာတော့ရွှေသားစင်မှာလည်းကျွန်တော်တို့အချိန်တားလေးစားရပေါ့ကွာအဲ့လိုပေါ့ကောင်းတာလေးတွေယူရတာပေါ့ကောင်းတာလေးယူရတာပေါ့အဲ့တော့ပြည့်စုံကျွန်တော်တို့ကမတ်ရွှေစီကို knowledge တွေမှာချိန်ထားတယ်သူသူသူစီတွေမှာသူကအေးစစလာမှုတွေမှာကျွန်တော်ရွှေသားစင်မှာလည်းပြီးလာ ဟုတ်သူသားလည်းပတ်သက်လို့မျိုးမျိုးတဏှာဝင်ပတ်သက်တဲ့ခါကျတော့ဝင်းမောနေမိုင်းဝင်းကငါမယ်အစ်စောမကားကငါလာတော့ညရှင်းတာယူဒီပဲယူရဆမယ်ဆိုကျွန်တော်လမ်းမှာဘိန်းပေါက်ပေါ့အော်ဒါပေမဲ့ဘာကားဘိန်းတက်တာမှာ7မိနစ်15မလောက်နောက်ကျသွားတာဟုတ်ပါဘူးဆရာဆရာမရရောက်လာပြီညချင်မတည်းညနေရွှေ့ကြည့်တယ်ကျွန်တော်ကတော့လုံးဆရာရှင်းထင်းမယ်နဲ့ဝင်းမောလာနေကနောက်တည်းပြောမယ်ဒီဘန်ကောင်းဆိုတော့ဟုတ်ကဲ့မဘာလို့နောက်ကျလာလဲအော်တော့ခေါင်းပါဘူးတော့အငယ်သား လူရဲ့ရှေ့မှာမစူးခြင်းမပြောခြင်းမပြောခြင်းဒါပေမဲ့ဒီဝန်ကောင်းဆောင်ပဲဒါကပြောရမယ်ဟုတ်တော့တော့သူကလည်းစူးတယ်ဆိုတာကဆုံးသွားတာပေါ့ကွာဒီဝန်ကောင်းဆောင်ဆိုတော့နေမှာတောင်းရှိတယ်ပုံမှန်ဘိန်းပေါက်လို့ညသူကလည်းစက်တက်လို့ရေဘူးထဲမှာရေပါလို့ချင်းငါတော့ဘာစင်ထဲမှာမပြီးနဲ့ဟုတ်တယ်ဒါလေးကြိုတက်တာကြိုတက်တာဟုတ်တယ်ဟုတ်တယ်ဆိုတော့ဒါမဲ့ဝန်မော်လည်းကနင်းဒီဘက်လည်းငါချစ်လို့ငါလာရွှေတန်းစီငါတို့လည်းကချစ်လို့ခုစုတာနောက်နောက်ကြဘူးအလုပ်လုပ်လို့စားမှာ ာဖြစ်ဆိုတော့ဒါအောင်မြင်စေခြင်းလို့စေတာလဲပါဟုတ်ကဲ့မှာပါဟုတ်ကဲ့မှာကောင်းနေငုံပြီးတော့ကြောက်ရတာပါ तू ကဟိုမှာဆိုလဲပါလဲတက်တူမှာကကျူတာကြီးလုတ်ခဲ့တာဟုတ်တယ်ဟုတ်တယ်ဆက်မိုက်ဆက်မညင်ရတာပြစ်ပါလေမဲလန်း तू တက်နေဆိုစူမဲဆိုတာကြီးလဲကိုကလဲမားနေတော့စူရတာပါပြစ်စီအဲ့လိုအဲ့လိုဆက်မိုက်နဲ့တွေ့ခဲ့လို့လဲတကယ် access တို့ရွှေတန်စင်တို့ကတစ်ခစ်တစ်ခါခုလောင်းနေတော့အောင်မြင်တော့ကွာကျွန်တော်တို့ဒါငငယ်ပဲရှိသေးတာအခုတို့ရွှေတန်စင် အောင်မြင်ပြီးဒီ access ဆို access လို့ပြောလို့လေကျွန်တော်တို့ငယ်ငယ်ပဲဆိုတော့ကိုယ်တိတ်တိတ်ကြီးသွားတာဖြစ်တာအဲ့လိုကြီးလည်းမလုပ်နဲ့တကယ်ကွာတယ်တိတ်ကွာကြီးလည်းမလုပ်နဲ့ပေါ့ဒီမှာလဲလို့တင်ဖို့တင်းသီးဆိုဖြစ်တာဘိုးတို့ကကြောက်ရတယ်လေဒီမှာ twin တင်လို့ကတော့ထွက်လာတော့ဗာလဲနိုင်ဘုံကမျက်ရည်စင်냐ထွက်လာတဲ့အခါမှာအဲ့ ဟိုတီချာက ASS တယ်ဒါပေမဲ့အဲ့တော့အခုလည်းမသိပါဘူးဟိုဘယ်သူမှလည်းမသိပါဘူးတတီချာကိုယ်စားလမ်းလည်းမသိဘာမှမသိကျွန်တော်ငယ်ငယ်ပဲရှိတယ်အဲ့တော့အခုမရောက်သေးဘူးကိုလိုဆောအဲ့တော့ကိုပတ်ဆက်ကြည့်ဟုတ်ဒါပေမဲ့တော်တော်လေးအဲ့ဒီကတီချာကနည်းနည်းကျွန်တော်ကနည်းနည်းအဲ့ဗီဇာအခန်းရှိလို့ပြောချင်အဲ့ဒီကအဲ့ဒီဟာကိုကျွန်တော်ကတွောကြတယ်တော်တော်တွင်းနေအဲ့ချင်းထွက်လာတော့တိတ်မကြိုက်ရဘူးလေတနေ့ကြော်လောက်မှချက်ချင်းမပေါက်ချက်ချင်းမပေါက်သွားဘူးနားမို့နားလည်းမဆွဲကြဘူးဒါပေမဲ့ကျွန်တော်အဲ့နားတော့အဲ့တော့ကြိုက်တယ်ဟာဒီကောင်အသံလည်းတမျိုးပြီးတီးထားတဲ့ဟာတွေကလေ ဒါအခုမှသိတာပါကွလို့ dim တွေနဲ့ဘာနဲ့ blue တွေလည်းမသိတော့ light နဲ့ light တယ်ပေါ့ red တွေမှ light တီးလို့မရဘူးလေတအောက်ကဂီတာမှာကျွန်တော်လက်ပြတ်လိုက်တီးလို့ရလက်ပြတ်မှာခေတ္တ light ဒီ core တွေကဘာ core တွေမှလည်းမသိအဲ့ဒါမျိုးတွေတော့ကြုံခဲ့ရတာအဲ့ဒါကြောင့်လည်းသူတို့ဒါတော်လဲတော်တယ်ခုနကလိုအချိန်နဲ့တီကြတယ်ဟလာလေးသားစားကျန်တဲ့ကိစ္စအဖက်ဖက်ကနေပြည့်စုံသွားတဲ့ခါကျတော့အောင်မြင်တာ အောင်မြင်သွားတာလေဒါကြောင့်အလကအောင်မြင်တာမဟုတ်ဘူးအောင်မြင်ရတာလေနောက်တစ်ခုကလည်းပြည့်ရဲ့ဘက်ကကိုမျိုးစုံကျွေးလို့လေခွာဆက်လားစနစ်တကျစုခွာခြင်းဆိုတတ်မလို့အုံထုံးပါလေအဲ့ဒါတိုင်ပင်ပဲ ဒါဖို့တော့တနေ့ချိန်မှာဟုတ်တယ်စုံမှာဟုတ်တယ်မိမိစကန်ကြမကြအော်လေးပေါ့လေအတေပြောက်တိကျတယ်ဘုန်းချတယ်နည်းနည်းလေးနဲ့သူကအောင်မြင်စွာဆုတ်ခွာတယ်ပေါ့ထားပါလားဒါတော့တက်မလို့သုံးလုံးနေပေါ့ဒီလောကမှာလေဟိုဘယ်လိုပေါ့နော်စစ်ဖက်မဟုတ်တဲ့အနုပညာလောကမှာဥကြော်ဟိဟုတ်ကဲ့ဒါအောင်မြင်စွာဆုတ်ခွာတာလေအောင်မြင်စွာဆုတ်ခွာသူတိုင်မြင်နေသူဘယ်ချိန်မှာဘာလို့သူဆုံးပြောမှာသူတက်တက်လွတ်ကတက်တက်လွတ်ကတက်40မှာလာပြီးစားစားဟုတ်တယ်အဲ့ဒီကစားစားတဲ့ချိန်မှာပြတ်သားတယ်တက်တက်လွတ်လုံးဝစားမစားအဲ့ဒီကနေ ဟိုဒီလူပညာလောကရက်မယ်ဆိုတော့လေသူနှုတ်ဆက်ပွင့်ရတယ်ဆက်လုပ်သွားကြိုးကြေးညာတယ်တကယ်ရက်တယ်ဟုတ်တယ်တကယ်ရက်တယ်သူဆက်လုပ်ရတယ်နော်အောင်မြင်ဆုံးချင်းချင်းဆုံးချင်းဟုတ်တယ်အော်ဆိုတော့ဟိုဒွေးလဲဟိုအဲ့ချိန်မှာကွယ်လွန်သွားပြီလေဒွေးလဲမရှိတော့ဆိုတော့ဟိုအောင်မြင်မှုလည်းရှိဆုံးဆက်လုပ်လည်းရတယ်အဲ့တော့ပြီးခဲ့ဘက်ကောင်လေးပြောသွားလို့ဟိုဦးတန်းရွှေကြီးတယ်အောင်မြင်ဆုံးချင်းလွတ်တော်လေးတိဆောက်ပေးသွားတယ်သမရအင်တော်ကြီးဆောက်ပေးသွားသူမထိုင်ဘူးဆုတ်တဲ့နေ့ချိန်မှာစနေကြဆိုတိုင်မင်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 ဆုတ်သွားတယ် ဆိုတော့ तू ဆက်လုပ်လဲရတယ်ဟုတ်ကဲ့အာနာရှင်ပဲလေပြောချင်တာငါဆက်လုပ်တယ်ကွာဆိုတော့ငါဘာမှပြောရဲမှာမဟုတ်ဘူးဘာမှမပြောဘူးဘယ်သူမှလည်းဘယ်သူမှလည်းအဲ့ချိန်မှာကဘာကရောမြန်မာကအဲ့ချိန်မှာဆုတ်သွားမယ်လို့မထင်လိုက်ဘူးရှင်ဘူးဘယ်သူမှအဲ့ချိန်မှာ तू ကဒါဆုတ်သွင်းတဲ့အချိန်တည်းကဥဒဥသားရွှေတို့ကဦးကျော်ဟင်းကလည်း तू ကဘယ်လောက်ထိတော့ तू ကပလန်ကြိုဆွဲထားရတော့လေအခု तू ကအခုဒီအခုမှ तू time တစ်ခုတတ်မှတ်ပြီးတော့အဲ့ time မှာ तू နားအောင်မယ်ဆိုပြီးအဲ့လိုနားသွားတာမဟုတ်ဘူး तू ကနားပြဲဆိုဖုန်းကြီးဝင်ပါဟုတ်တယ်ဒါပေမဲ့အဲ့ဖုန်းကြီးဝင်ပြီးတဲ့အချိန်မှာ तू ပထမရိုက်ခဲ့တဲ့ ်သူကိုယ်တိုင်ပြောတာကကျွန်တော်ပြုပြပြဲပြအော်ဟေးပြီးတော့လုတ်ပြနေတဲ့ဟာကြီးတွေကျွန်တော်ကဖုန်းကြီးဝိတဲ့ချိန်မှာအဲ့ကားကြီးထွက်လာလို့ရှင်ဟာဘေဘီဒီမှာဖုန်းကြီးဝိကြီးနဲ့သူကဖုန်းဒါပေမဲ့သူကဟိုဟိုကားထဲမှာကျတော့ဟာကောင်မကြီးဖက်မိန်းမကြီးဖက်ပြတင်းဆိုတော့ဒါပေမဲ့အဲ့လိုပြုပြပြဲဟာကြီးတော့အဲ့တော့သူကအဲ့သူရိုက်ပြီးသားကားကြီးအကုန်ထွက်ပြီးတဲ့အထိကိုတိုင်းတစ်ခုယူထားတာဟုတ်တယ်အဲ့ကြမ်းမှာအဲ့ကြမ်းထပ်ပြီးမှထပ်ပြီးမှအဲ့အလုံးထပ်ပြီးသားအဲ့သူရိုက်သူရိုက်ပြီးသားဟာလေအကုန်လုံးထပ်ပြီးသွားပြီ ြီးသွားပြီဘာမှထွက်စရာမကြံတော့ဘူးဆိုတော့မှဒါပေမဲ့အဲ့ဟာအကွက်တိသူပြောတဲ့ရန်နဲ့ကွက်တိဟုတ်တယ်အဲ့တော့ तू ကတိုင်မင်းအဲ तू ရိုက်တာကဘယ်မှာ तू နောက်ဆုံးရဘယ်ရက်မှာ तू နောက်ဆုံးထားရရမယ်ဘယ်ကားရဘယ်ချိန်ဘယ်ချိန်မှာထွက်မယ်ထွက်ပြီးတော့အဲ့ချိန်မှာ तू ကဒီချိန်မှာ तू ဖုံးယူမယ်ဒါကြောင့်အဲ့ तू ဖုံးယူခဲ့ကိုရချက်ကိုပဲကျင်ကြတာ तू နားမရဲမကျင်ကြဘူးဟုတ်တယ်ဒါအဲ့ဒါကြောင့်မို့လို့ तू က तू ရဲ့ဒီ time ဟိုဟာ time management ခေါ်မှာပေါ့နားလဲတယ်နားလဲတယ်ပေါ့လို့ तू လောက်တတ်တယ်ပေါ့ဆိုရမှာရှိမှာစနေတကြဆိုအဲ့ဒါကြောင့်မို့လဲကြော်ရင်းဖြစ်တာကြော်ရင်းဖြစ်တာအဲ့ဒါကြောင့်လဲဦးတန်းရွှေဖြစ်တာဦးတန်းရွှေဖြစ်တယ်ဦးမြင့်ဝင်းအော်ဟုတ်တယ်ဆိုရမှာရှိမှာမမ အလားရှင်မဲ့လေဟုတ်ကဲ့ဟုတ်ကဲ့ဆက်လုံရတာပေါ့သူတို့ကတနက်တွေရှိတယ်လေဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့တို့သူစုတင်စင်မှာဆွင့်ရချုပ်ထုတ်သွားတဲ့အတွက်သူလည်းတိုင်မင်းနားလေတယ်သူတို့ရဲ့တမိုင်းတွေလှတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့တမိုင်းတွေလှတယ်ပေါ့ခုနပြောတဲ့လူမြတ်ရှင်ထဲမှာကျွန်တော်ပြောလို့ချိန်ကိုလေးစားတဲ့အဲလူမြတ်ရှင်ရှိတယ်လို့ပဲဒီနိုင်ငံရေးမှာပဲဖြစ်စေရုပ်ရှင်မှာဖြစ်စေချိန်ကိုတန်ဖိုးထားတယ်တိုင်မင်းနားလေတဲ့လူတွေရှိတယ်အဲကြောင့်သူတို့အောင်မြင်ကြတယ်ဒီရသေးတွေလူငယ်တွေတွေ့ယူစီစီမှာလဲဆိုတာပြောနေတယ်ကိုမျိုးဆက်ရောတခြားဒီအတွေ့အကြုံတွေလည်းနေပြီးတော့ဥမာနိုင်ငံကောင်းဆောင်တမို့တက်မလို့ကောင်းဆောင် အဲငိမ့်စားတွေတရားဖြစ်ဖြစ်ပြွချုံဖြတ်တန်းရတဲ့အတိုင်းပြောကြလေးလူငယ်ဘူးသူကြောင့်ပြောပါအောင်ဗျဟုတ်ကဲ့ဟာလေဟိုကျွန်တော်တို့ကဟို biography ရေးတယ်လို့တော့အစီအစဉ်တကြတော့မဖြစ်ဘူးတောင်ရောက်လက်မျောလက်တော့ဖြစ်တယ်ပေါ့နော်ဟိုဒါဒါဒလွတ်လက်လက်လောလက်လက်လောလက်လက်ဂျင်းထဲမှာရှိနေတဲ့ဟာပေါ့လောလက်လက်ဂျင်းထဲမှာရှိနေတဲ့ဟာပေါ့အဲဘာရှိလဲဆိုတော့ခုနကအကုန်းတိုင်မင်ကိစ္စပြောရင်းနေပါဒီဟိုဟာပေါ့ကျွန်တော်အခုတော့ငိမ့်စားအခုချိန်တော့ဟိုကလုံနေတယ်စစ်မှုန်ဟောင်းအဖွဲ့ဥက္ကဋ္ဌလောရမ်းဘူဂျိုကြီးစိန်ဝဲတာလေကျွန်တော်အဲကျွန်တော် ဒီတက်ထဲမှာရှိနေတဲ့အချိန်ပေါ့ရှိနေချင်းတော့အဲ့တော့ဟိုဟာ तू ကအဲ့ချင်းတော့လေကြောင်းရံကောက်ခွေးအရာရှိချုပ်နေတူလေကြောင်းကောက်ခွေးအရာရှိချုပ်နောက်ပြီး तू က energy အစောလက်ထဲမှာဝင်ကြီးလဲလုတ်ခဲ့တယ်လုတ်ခွေးတုတ်အဲ့တော့ဝင်ကြီးမဟုတ် तू ကအဲ့ဒီလေကြောင်းရံကောက်ခွေးဟိုဟာလေလေကြောင်းကောက်ခွေးချုပ်ပေါ့အဲ့ချိန်မှာကျွန်တော်တို့ UTC လေးကိုကြောင်းမို့အရင်တော့ UTC ကျောင်းသားတွေကကျွန်တော်တို့တစ်နှစ်တစ်ခါဒီကျွန်တော်တို့တက်မလို့လေ့ကျင့်ရေးကျောင်းနေမှာသူကကန့်ဝင်တယ်ကန့်ဝင်တယ် UTC တက်မလို့လေ့ကျင့်ရေးအဲဒီကန့်ဝင်ကန့်ဝင်တဲ့ခါမှာအဲ့ကျောင်းသားတွေကသူက လာတွေ့လာတွေ့ပြီးစကားပြောတာပေါ့စကားပြောတဲ့ခါကျတော့သူများဟိုဟိုလူကြီးတွေလာလို့ရှင်မှာလာကဘာတိုင်းမှုတွေလာတယ်ဟိုဟိုတခြားတခြားလူကြီးတွေလာအဲလာတဲ့အချိန်မှာသူတို့ကသူတို့ပြောချင်တာပြောသွားလေပြောအာဘယ်ကတော့တကယ်တော့ဘယ်လိုရှိဒါကြောင့်မင်းတို့ဘယ်လိုဘယ်လိုပြုစုပြောထောင်နေဗာဒါတွေပြောချင်တာပြောသွားတာပေါ့အဲ तू ကလာ तू လည်းပြောတော့ပြောတယ်ပြောပြီးတဲ့အခါမှာ तू ကဘာမှပြောပြီးလို့ရှင်တဲ့အောက်မှာခလေးတွေကို ခရစ်တော်တက်သူចောင်းသူចောင်းသားတွေပဲအကုန်လုံးဆရာဆရာမတွေပါတယ်ចောင်းကပါချုပ်တွေပါတယ်ပမောခါတွေပါတယ်အဲပြီးလို့ရှင်ကျွန်တော်တက်ကလူကြီးတွေပါတယ်ပြီးကျွန်တော်အများစုကကလေးတွေပဲကလေးတော့တက်သူចောင်းသားတွေပေါ့နော်တက်သူចောင်းသားចောင်းចောင်းသားတွေပဲအဲ့တော့ तू ကဘာပြောဆိုတော့ဘာပြောပြီးလို့ရှင်တော့တောက်သမီးတို့တွေမေးရှင်တဲ့ဟာကိုမေးလို့ရတယ်ဟောအဲ့ဒါ တော်တော်ကြီးဟိုအပြန်တန်ဟုတ်တယ်တော်တော်ရှားတယ်နော်ရှားတယ်အဲ့မှာတက်မှာသိထုံးစံမရှိဘူးဟုတ်တယ်ထုံးစံမရှိဘူးအဲ့ထဲကကျွန်တော်ကဘာစစ်တဲ့ထဲမှာဘာသတင်းဟုတ်ရရှိတယ်ဒါပဲမေးပါဘာမရှိပါဘူးဆိုပြီးသွားတာဒါထုံးစံတန်ပြီးသွားတယ်ကျွန်တော်ကအဲ့ထဲကကျွန်တော်ကအော်ဒီဘူဂျိုကြီးကလည်းတော့ထူတော့ထူကြတယ်လို့ကျွန်တော်စိတ်ထဲမှာတွေးလိုက်မိတယ်အဲ့တော့စကားပြောစကားမပြောခင်မှာတူပါပါခဏပါပါအခုပြောစရာရှိတယ်ပြောမယ်ခဏလေးပဲပြောမယ်ပြန်လည်းပြောပြကြတဲ့တောက်သမီးတို့မင်းရှင်နဲ့ပြောခွင့်ရှိဘာအောင်မေးလို့ရတယ်ဟုတ်ပါဒီကနေဖြည့်ဖြည့်စိတ်တာမေးလို့ရတယ်ဘာမှကန့်သက်ချက်မရှိမင်းစိတ်တာမေးစိတ်တာမေး ဲသူဖြုတ်မဲ့သူဖြည့်မဲ့ဘာတက်မတော်အကြောင်းအရာဖြည့်နိုင်ငံရေးအကြောင်းအရာဖြည့်ဖြည့်ចောင်းသားရာဖြည့်ပညာရေးဖြည့်ဖြည့်ဘာကိစ္စမဆိုမေးချင်တာမေးသူသိတာသူပြောမဲ့သူမသိလို့ရှင်သူမသိပြောမဲ့ဒါပဲသူအဲ့လိုပြောတာအဲ့တော့ကျွန်တော်အဲ့ဒီကဒီလူကြီးကတော့ထူးတော့ထူးကြရပါတော့နော်တို့ရကြကြည်နေကိုလေးသားပါလေအဲ့တော့ကတကယ်လို့ကြောင်းသားရေလူငယ်ဆိုရင်ပြောတာပါဟုတ်ကဲ့လူဆိုဘာထမင်းလို့ဆိုဘဘကြီးကဟာဘိုးဘိုးဘိုးချုပ်လာဘိုးချုပ်ကြီးလာဘိုးချုပ်ကြီးဘိုးချုပ်ကြီးဘိုးချုပ်ကြီးဆိုဘဘကြီးကတမလို့ဘဘိုးချုပ်ကြီးအဲ့ရမိမချောက်လာတော့မင်းမိပါဘောလေဟုတ်ဒီကဘာမင်းမေးဆိုရင်ဘာလို့အဲအဲ့လိုပေါ့ ဲ့တော့အဲ့လိုတော့ကလေးတွေမမေးကြဘူးဟုတ်ပါဘူးဒါပေမဲ့မေးတယ်မေးကုန်တခုရှိတယ်ကောင်မလေးတယောက်အဲ့ကျောင်းသူလေးတယောက်ထမေးတယ်သူမေးတယ်မေးကုန်လည်းတော်တော်ကောင်းတယ်သူကဘာမေးလဲဆိုတော့ဒုတ်လေးချီပြီးတော့ဘဘရှင်းနဲ့တမီးတစ်ခုလောက်အေးမေးတမီးမေးတယ်ဘဘကလည်းအခုလိုဘိုးချုပ်ကြီးသမီးတို့ကလည်းဒါတက်စစ်တက်ဝါနာပါလို့ပေါ့ဝါနာပါသမီးတို့ကဒီ UDC တက်တာပေါ့နော်အဲ့တော့အဲ့လိုဘုံချုပ်ကြီးတွေပါအရန်ဖြစ်နေတယ်ပေါ့အဲ့တော့ဘဘဒီလိုဘုံချုပ်ကြီးတယောက်ဖြစ်လာအောင်ဘယ်လိုများစူးစမ်းခဲ့ရလဲတဲ့ ကောင်မလေးကမေးတာကောင်မလေးကမေးတယ်ကောင်မလေးမေးတယ်မေးကုန်တယ်တော်တော်ကောင်းတယ်ပြီးတော့ကျွန်တော်တို့သာဆိုကျွန်တော်တို့စဉ်းစားတာကွာအဲ့လိုမေးကုန်ဆိုတာကလေဒါဟိုကိုရီသွေးလိုတအားကောင်းတဲ့မေးကုန်လေတည်တယ်မလားဟုတ်တယ်မလားဘလို့အေးဘုရားဘလို့စူးစမ်းခဲ့ပါညာကိုသားလုံးပြောတော့ပြောပြီမလားဗောနော်ကိုလည်းငါကျွန်တော်ငယ်တော့ဘလို့စူးစမ်းခဲ့ရတာဘလို့ရလားဘလို့ရှိစွာလဲဘာလဲတိုင်းပြည်ဘလို့ချစ်ပြီးတော့ပြည်စည်းကွာစီကွာအရင်ပြောလို့ဖြေလို့ကောင်းတဲ့မေးကုန်ပါနော်အဲ့မေးကုန်မေးချိန်မှာဘူချိုကြီးကကျွန်တော်မျိုးကြီးမျက်နှာကြည့်ချိန်မှာဟောနောက်ချဘူချိုကြီးဘူချိုကြီးစေဝင်ရသူက ဟိုတက်မလို့မှာလဲသူကတော်တော်စိတ်နှလုံးသားนุญญ่เปาะเปียงได้หลูဆိုပြီးနာမည်ကြီးတယ်အဲကျွန်တော်တို့ကြားဘူးတာဗောနကျွန်တော်တို့အပြင်မှာအဲသူတို့ဟိုတွက်တက်ပြီးမလုပ်ဘူးဒါပေမဲ့အစင်လည်းအရန်กว่าလीဒါပေမဲ့သူတို့ကတော့အဲ့လိုမျိုးကြားဘူးတယ်တော်တော်နุญญ่နุญญ่သူကစကားပြောတာဆာအေးဆေးဆေးပဲသူကအဲ့တော့သူကညနာလေးကလည်းသူကကြည်တယ်မြင်မှုပါတယ်ဘုရားကြီးစိန်ဝင်တော့အခုအခုတော့မန္တလေးကစုံတောင်းအဖွဲ့ဟုတ်တာလာလောက်တယ်အဲ့တော့သူကအဲ့လိုပြောချိန်မှာသူကညနာလေးနည်းနည်းပြုံးသွားပြုံးသွားပြီးတော့အေးဟုတ်ပြီးဟုတ်ပြီးတမိထိုင်ဗောသူက အဲ့တော့ဘာပြောလဲဆိုတော့တမိရုပ်ရှင်လက်မှတ်တိုးဘူးလားတဲ့တော့ကလေးလေးကဟိုကမလေးကတိုးဘူးပါဘောအေးဟိုအေးပေါ်လေးတဲ့ဘယ်တိုးဘူးမလဲတဲ့အဲ့တော့တမိတို့ခင်မာကရုပ်ရှင်မှာယုံမှမကြည့်ရတာပေါ့နော်ရုပ်ရှင်ယုံမှမရှိတာတဲ့ရုပ်ရှင်လည်းမကြည့်ချင်အိမ်မှာ TV ကြည့်တယ်ဖုန်းလေးရတယ်ကြည့်ကြတယ်ဆိုတော့တမိတို့ခင်မာရုပ်ရှင်သာမရှိတော့ဘူးအဲ့တော့တမိတို့ကရုပ်ရှင်လက်မှတ်တိုးရတဲ့အရာသာကိုတမိတို့ဘယ်တမိတို့ဘယ်သိကြမလဲတဲ့အဲ့ဘဘပြောပြမယ်တဲ့အတွေ့အကြုံရကျွန်တော်တို့ကစဉ်းစားသူ့ကိုဘိုလ်ချုပ်ကြီးဘယ်လိုဖြစ်လာတယ်လဲမေးတာ သူကဘယ်လိုရုပ်ရှင်ရောက်သွားလဲပေါ့သူကဘယ်လိုပြောရုပ်ရှင်လက်မှတ်တူတဲ့အကြောင်းပြောတယ်ပေါ့နော်ဒါကနားထောင်တဲ့လူတွေစိတ်ကဟိုဆွဲဆောင်လိုက်တာသူဘာဘာပြောမှာဘာမှလည်းမစင်ဆိုင်တော့ဘာပြောတာလူတိုင်းတော့ဥကြောင်ကြောင်ဖြစ်သွားပြီကျွန်တော်လက်ဖြစ်တယ်ဥကြောင်ဘာလဲပေါ့သူ့ကိုမေးတာဘုကြီးအာဘဘဘယ်တော့ကမွေးတယ်ပေါ့ဘယ်မှာမွေးတယ်အဘဘီဘီကလည်းဘယ်သူပြင်ပတ်တက်ထဲဘလို့ရောက်တယ်ဘာညာပြင်ဘလို့ကြိုးစားတိုက်ခွဲဘလို့တိုက်ခဲတယ်ဒါတွေပြောမယ်အောင်မေးရတယ်သူရုပ်ရှင်လက်မှတ်တိုးတဲ့အကြောင်းလာပြောတယ်ရုပ်ရှင်လက်မှတ်ဘဘတို့ငယ်တော့ကတဲ့ကျော်ဟိန်းလေတကွနာပြောတယ်ကျော်ဟိန်းကျော်ဟိန်းရဲ့ကြည်အောင်ဆောင်သောတောင်း ရုပ်ရှင်ကအရန်နာမည်ကြီးတာတဲ့ရန်နာမည်ကြီးတော့အဲ့ကတော့ကကြည့်ချင်တဲ့ကသူတို့အချိန်မှာလူပြောက်တွေပေါ့ကြည့်ချင်တဲ့ကကျတော့တိုးလာတယ်ဒီကျွန်တော်တို့အချိန်မှာမျိုးထဲမှာပပဝင်းလို့တမရလို့ရှိတယ်ရုပ်ရှင်ရုံတွေရှိတယ်အဲ့ရုပ်ရှင်ရုံတွေမှာတိုးလာတယ်ရုပ်ရှင်လက်မှတ်ရဖို့တဲ့ကိုလည်းတိုးရဘူးအဲ့ကပဲဟုတ်တယ်အခုကျွန်တော်တို့ကလည်းကျွန်တော်ကတိုးတော့မတူဘူးဒါပေမဲ့ကျွန်တော်မြင်မှုတယ်ကျွန်တော်အဲ့တော့တိုးမှာဆိုတော့လေကျွန်တော်ဒီမှာ၃-၅ပေါင်းမိုးလင်းပြတော့မှကြည့်ရတာကျွန်တော်မကြည့်ဘူးဆိုလူရဲ့ကြော်ခွားအဲ့ ဟိုတော့တန်တိုင်လေးကြားတော့ဝင်ရဟုတ်တယ်ဘေးနားမှာရဲတွေနဲ့ဘာလဲကပတ်တွေနဲ့ချွတ်ရိုက်ဘာရဲအဲ့ဒါမျိုးတွေဖြစ်ကြတယ်နော်ဆိုချလိခေကဆိုချလိခေကဘေးနားမှာကပတ်တွေနဲ့ချွတ်ရိုက်ဘာညာထိန်းတာလေရဲလားဘာလားအဲ့တော့ရှိပါတယ်ဟုတ်တယ်ဟုတ်တယ်အဲ့တော့အဲ့ဒီဟာမျိုးတွေကအဲ့ဒီဟာပြောပြအဲ့တော့တဲ့တမီးတို့အဲ့ဒါသူတို့အဲ့လိုမျိုးတိုးကခွေးပြီးတော့ရုပ်ရှင်ကြည့်ရတာတဲ့အဲ့တော့တိုးရဲ့ချိန်မှာဘယ်ဘက်ကတိုးလိုက်ဒီဘက်ရောက်သွားလိုက်ညာဘက်ကပြန်တိုးလိုက်ခလဲရောက်သွားလိုက်နောက်ကကောင်ကတိုးလိုက်ရှေ့နဲ့ရောက်လိုက်ရှေ့ကနောက်ပြန်ဆုပ်လိုက်ရှေ့နောက်ပြန်ရောက်လိုက် ဘဲရောက်လိုက်ညာရောက်လိုက်ရှေ့ကတိုးလိုက်နောက်ကတိုးလိုက်ဘဲကတိုးလိုက်ညာတိုးလိုက်အဲအဲရှေ့ကတိုးလိုက်နောက်ကတိုးလိုက်အဲ့လိုပေါ့အဲ့ဒီလိုဓာတ်လည်းပတ်လည်းလဲလဲဘလူဘလူနဲ့လဲတဲလဲတဲလဲတဲနဲ့ရှေ့ရောက်သွားလက်မရခဲ့တယ်တဲ့ဟိုကရွှေရှင်လက်မရလဲတဲ့ဘလူဘလူရှေ့ရောက်သွားမှမသိဘူးရှေ့ရောက်ပြီးတော့ရွှေရှင်လက်မရခဲ့တယ်တဲ့ ဘဘဘုံကြီးဖြစ်တယ်အဲ့လိုဖြစ်တာပါအဲမိုက်တယ်ဟာကျွန်တော်တားသဘောခလေးတော့လောက်ပြီးကြာတယ်ဟုတ်လောက်ပြီးကြာတားသဘောကြာသူဖြစ်သူဖြစ်လေရတယ်ဟုတ်တယ်သူဘာမှမဟုတ်ဘူးပါဘူးရိုးရှင်းလေးပဲသူအဲ့လိုဘောသူလုံရင်ကိုင်းနေတယ်အဲသွားရင်လိုင်းလုံရင်ကိုင်းနေတွင်းတိုက်ရင်နဲ့အဲသူတိုက်ပြီးပြီးတော့သူရှေ့ရောက်သွားတယ်ရှေ့ရောက်သွားတဲ့သူဘုံကြီးဖြစ်သွားတယ်အဲသူကဒါတကယ့်ကိုရိုးရိုးသားသားနဲ့ရှင်းပေးပါဒါပေမဲ့ तू စ조사ခဲ့ရရှိမှာပါဒေါ်တော်နော်တက်မလို့မှာမစ조사ပဲနဲ့ तू ကသူ့တို့သူတအားကြီးခုနကျွန်တော်ပြောခဲ့သလို ကိုရီတွေသွေးမနေတော့ကိုရီမသွေးတော့လူရင်းလေးလူငယ်ကလေးတွေကိုသူကပြောပြရှင်းရှင်းရိုးရိုးရှင်းလေးပြောပြတာအရင်ကကလေးတွေ pressure မပေးဘူးဘာဘလို့စူးစားဘလို့လှုပ်ဘာညာဘာမှမပြောဘူးဒါပေမဲ့ तू စူးစားခဲ့လို့ तू ဘူချိုကြီးဖြစ်တာတက်မလို့မတော်အောင်နဲ့ဘူချိုကြီးမဖြစ်နိုင်ဘူးလေ तू စူးစားခဲ့တယ် तू တော်လို့ तू 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 ဘူချိုကြီးအဆင့်ထိဖြစ်တာဒါပေမဲ့ तू အဲ့ဒါတွေကို तू ဘာမှမပြောဘဲနဲ့အဲ့လိုဟိုကတွန်းနေတိုင်းလေ तू ရုပ်ရှင်လက်မှတ်တွေးပါလိမ့်နဲ့ပြောပြသွားလိမ့်ဟိုပါလေကောင်းပြီဒါ တားသဘောကျတယ်နော်အဲ့တော့ကျွန်တော်တို့ကစဉ်းစားတော့အော်အဲ့မှာဘာစဉ်းစားမလဲအော်ဒူတာကြောင့်လူကြီးဖြစ်တာပဲဒါစဉ်းစားရတယ်ဒီဟာကပဲဒါလူကြီးဖြစ်နိုင်တဲ့အရေးချင်းဒီလိုကဒါအရေးကြီးဖြစ်တဲ့အရေးချင်းပဲအဲ့တော့ तू ဒီလိုချက်ချင်းလက်ကင်တော့ဒါ surprise ตุ๊ดีหายี้โอ้ตุ๊โหแล้วซินซ่าไม่ได้ซินซ่าได้ล่ะบ่ตุ๊นูน่ะตะเฉ็ดเล่ปิ้งไล่ล่ะตุ๊ไอ้ปิ้งไล่ได้เฉยมาตุ๊ซินซ่าได้ล่ะงาบ่าပြောมะเล่ตุ๊ซินซ่าได้อะปิ้งไล่ปิ้งไล่นี่แหละตุ๊เฉ็ดๆဖြတ်တယ်มาตุ๊บ่าပြောเลยตุ๊ซินซ่าได้ပြောตัวได้แค่มาอกုံลงโอ้ตุ๊ก็ขอตัวပြီးတော့มานอกซုံးจ้ะมา ဘာရုပ်ရှင်လက်မှတ်ရရုပ်ရှင်ကြည့်လိုက်ရတယ်တဲ့ရုပ်ရှင်ကြည့်ရတယ်ဘောဘူကြီးဖြစ်တယ်အဲ့လိုဖြစ်တာပါဆိုပထမတော့ကလေးတွေနားမလဲကြဘူးအဲဘောနောက်မှဝါဆိုပြီးတော့ရည်ရပါတော့ကျွန်တော်အဲ့ဒါလေးတော့အမှတ်တရလေးဖြစ်တယ်လေဟိုဟာလေးဘလူးဘတ်တစ်ခုနဲ့လည်းနည်းနည်းဒီစဉ်းနဲ့လားလေတွေ့ယူလဲကောင်းပါလေနောက်ကျွန်တော်လူကြီးလည်းတွေ့ယူစရာကောင်းလို့ဆိုတာကိုကြီးလေးသိတွေ့ပြစရာမလိုဘူးမလိုပါဘူးဟုတ်တယ်ဘလို့တွေ့ယူစရာကောင်းတဲ့ဘလို့မဟုတ်တော့မန္တလေးကိုချုံးမိနေပြီးရောတက်ဆူတက်တဲ့လူမျိုးလေးကိုကျွန်တော်လည်းတွေ့ယူပါမှာပေါ့ဟုတ်တယ်အဲ့ဒါလေဟိုပါလေအဲ့ဒီနဲ့ တိုက်ဆိုင်လို့ပဲအမေရိကန်ပုံမြင်လေးတခုပြောရင်လည်းကျွန်တော်တို့နေကုန်းချုပ်လိုက်မယ်အဲပုံမြင်လေးဒီကဂျုံလေးပေါ့ဂျုံလေးဟာကဂျုံလေးတခုရှိတယ်အမေရိကန်ဟာလေးဘာလို့ဆိုတော့ကမီးသက်ကားမောင်းတယ်လို့ရုပ်တရက်တနေပါမီးကြီးကြီးကျယ်လောင်နေတယ်သူကမီးသက်ကားနဲ့ဟိုမှာဖြစ်သွားတယ်အားလုံးကတော်တော်အန္တရာယ်ရှိတယ်အဲ့ဒီထဲဟိုပြတော့မီးသက်ကားတွေကဘေးနားတွေမှာဝိုင်းနေတယ်ပေါ့ဟုတ်ကဲ့သူဒီဇီးနဲ့ဇီးနဲ့မီးကဲကိုဝင်သွားတယ်မီးသက်ကားကြီးဟောဆိုဝင်သွားပြီးတော့အာအာဘိုးဝင်သွားပြီးချောက်လေးမြင်းချင်းကငြိမ်းသွားတယ်ငြိမ်းသွားတော့နောက်တစ်ချက်တော့အမေရိကန်ကဒီဒီဟိုမီးသက်ဌာနမှာပြီးအဲ့ ရတော့ဘုံလို့ဘာလို့ပြောစီမှာလို့ပေါ့ခန္ဓာကြီးနဲ့သူသူရဲ့ကောင်းစုကြီးမြတ်တာပေါ့အဲ့တော့မင်းရဲ့အဲ့နေရအတွေ့အကြုံကြီးပြောတော့ရေဆန်းတက်တည်နေအင်မတန်ပြည့်စုံနေတာလေဘလို့ခုနလိုပဲဘုရားကြီးမြင်ဘလို့မျိုးစိတ်ကြက်နဲ့ဒီဟာကြီးဝင်သက်တာအစွန်ပြောခွန်သွားလဲဆိုတော့တလုံးလေးပဲဖြီးသွားတယ်ပြိတ္တရိုးရိုးလေးပဲအဲ့မှာဂျုတ်လေးတစ်ခုဖတ်တာကောင်းတယ်ဟုတ်ဘူးဟုတ်ဘူးလေကျွန်တော်အဲ့လိုဝင်သွားတာမှန်တယ်ဘီးကျွန်တော်ဘီးက break ပေါက်သွားလို့ ပြောရင်လားကျွန်တော်တတိရှိအာဘာရွေးချယ်လဲဘုရားကိုရောက်သွားမှာဒါလေးကပေါက်သွားတာဟုတ်တယ်အဲဒီဒေါ်လာကမိုက်တော့ဒေါ်လာရည်စရာလေးပြောတာဟဲ့ခုလာဟိုဆက်ဆက်လေးရှိတယ်ရိုးသားသားလေးသူပြောသွားတယ်ဟုတ်တယ်ရိုးသားလေးပေါက်သွားလို့ကျွန်တော်တို့ကျွန်တော်တို့ဟိုဟိုဘာတွေကပေါက်ခေါ်ပလဲလူတိုင်းလူတိုင်းပေါ့နော်နိုင်ငံရေးမှာပြည်စည်ကြီးတာသမားပြည်စည်ပါလူတိုင်းလူတိုင်းရိုးသားတဲ့စိတ်လေးနဲ့ပြောကြဆူကြဆက်ဆံကြမယ်ဆိုရင်တိုင်းပြည်အတွက်လည်းယူသားတာတိဆောက်ရချတာပေါ့ဗျာအဲ့ဒါလေးကိုပြောရင်လည်းကျွန်တော်တို့ဒီဘက်မြန်မာ Nation Voice နိုင်ငံရေးတမိုင်းတစ်ခေတ် 呃，希望农民是顺利，看那哪有毛病啊？<music>